ားလုံးပဲမင်္ဂလာပါ။ Beyond the Scenes Arsenal နေ့ချူစလိုက်ပါတယ်။အာကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ဒါ Club အသင်းပွဲတွေနားထားတဲ့အချိန်မှာကျွန်တော်အနေနဲ့ဒါ Premier League ပွဲစဉ်ဒါကန်ခဲ့တဲ့ဆက်တပွဲလုံးကိုကျွန်တော်ပြန်ကြည့်ခဲ့တယ်။အစားဆုံးပေါ့နော်။ဒါ highlight မဟုတ်ပဲနဲ့ပြန်ကြည့်ပြီးတော့အဲဒီကနေကျွန်တော်တချို့ဒါထူးခြားတဲ့အချက်လေးတွေဒါ Arsenal အသင်းရဲ့ဒါအားသာချက်အားနည်းချက်လေးတွေအဲပြီးရင်ဒါ Adidas ရဲ့ဒါ Nike ဟာနေ့စနစ်ပိုင်းဒါတချို့ထူးခြားတာလေးတွေနဲ့ ဒီရာသီအာဆင်နယ်ရဲ့အလားအလာဘယ်လောက်ထိရှိမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုထဲမှာဝေမျှသွားမှာဖြစ်ပါတယ်။ဒါဘာလို့လဲဆိုရင်ကျွန်တော်အနေနဲ့ကပြီးများလီ38ပွဲရှိတဲ့အနေအထားမှာဒါ7ပွဲတောင်ပြီးပြီဆိုတဲ့အတွက်ဒါပုံမှန်ထက်ဆိုင်ရင်တော့ဒါလက်ရှိအခြေအနေကိုကျွန်တော်တို့ဒါသုံးသပ်လို့ရပြီခံမှန်းလို့ရပြီဖြစ်တဲ့အတွက်ဒါဒီအချိန်မှာကျွန်တော်ဒီဗီဒီယိုလေးပြုလုပ်ပေးလိုက်တာဖြစ်ပါတယ်။ ဆိုတော့ပထမဆုံးအနေနဲ့ဒါကျွန်တော်အာဆင်နယ်အသင်းကလက်ရှိအနေအထားမှာစုစုပေါင်းပွဲစဉ်17ပွဲကံပြီးတဲ့အနေအထားမှာ10ပွဲနိုင်တဲ့2ပွဲတည်ကြတဲ့တပွဲချုံးအနေအထားနဲ့ဒါ26မှတ်ဆိုတဲ့ရလဲနဲ့အတူဒါဒုတိယနေရာကမန်ချက်စတာစီးပွားအသင်းကို၄မှတ်ဖြတ်ပြီးတော့ဒါပရီးမီယာလိမောင်ဦးဆောင်နေတယ်ဒါတစ်ချက်ဆိုတော့ဒါပွဲစဉ်တွေပဲတိုင်းရသွားလိုက်ရမယ်ဆိုရင်တော့ပထမဆုံးပြောချင်တဲ့ပွဲစဉ်ကတော့ဒါပထမဆုံးဆုံးပွဲစဉ်ဖြစ်တဲ့ Manchester United နဲ့ Z1 နိုင်ရခဲ့တဲ့ပွဲစဉ်ဒီပွဲစဉ်မှာကျွန်တော်အနေနဲ့ Clavillo ရဲ့ twin goal တကူတဲ့နဲ့အနိုင်ရရှိခဲ့တဲ့ဆိုပေမဲ့ဟိုခြေစွမ်းကဟိုအရင်ကြီးအားရ စရာကောင်းတဲ့ခြေစမ်းတော့မဟုတ်ခဲ့ဘူး။ဘာလို့လဲဆိုရင်ဟိုအရန်ခန်းစစ်ကောင်းပါရေဆိုပြီးတော့ဒါနာမည်ကြီးနေနေကျွန်တော်တို့ဒီရာဒီမှာဒါကိုပေါက်တဲ့ကန်ချက်တစ်ချိန်တောင်ပေးရဖို့ခရင်ရှားပါနေတဲ့ကျွန်တော်ရဲ့ခန်းစစ်ပိုင်းအနေထားကိုဒါ United နဲ့ပွဲစဉ်မှာတော့ကျွန်တော်အနေနဲ့ကဟိုစုစုပေါင်း22ချိန်အထိကိုပြန်ပြန်သိန်းကိုဒါဂိုးကန်ကိုသွင်းခဲ့ပေးခဲ့ရတယ်။ဆိုတော့ဒီဒါဒီလိုအနေထားမျိုးဒီလိုမျိုးခွန်ရည်တွေကိုဘာကြောင့်မို့လို့ကျွန်တော် တို့ဒါအသင်ပေးကြရလဲဆိုတော့ကျွန်တော်တစ်ချက်တစ်ချက်ပြန်ကြည့်တဲ့အချိန်မှာအဓိကအားနေချက်တစ်ခုကိုတွေ့ရတယ်အဲ့ဒါဘာလဲဆိုတော့အာဆင်နယ်သင်းရဲ့ဒါပေါ့ရောတဲ့အာတချို့အားနေနေတဲ့ highline defense ကစားမှုကြောင့်လို့ပြောလို့ရတယ်ဆိုတော့ဒီပုံမှန်ပြထားတဲ့အတိုင်းပဲအာဆင်နယ်သင်းကဒီရာသီမှာဒါ highline defense နေကစားတာအမှန်ပဲ United နဲ့ပွဲစဉ်က highline defense ကတော့တော်တော်လေးကိုစူးွားတဲ့ highline defense ဖြစ်ခဲ့တယ်အထူးသဖြင့် highline defense ကစားရတဲ့အချိန်တွေမှာကျွန်တော်အနေနဲ့ central area နဲ့လေးမှာနှစ်ယောက်ပဲရှိတယ်အဲ့အချိန်တွေမှာဒါ United ကအခုလိုမျိုးဒါအန်ဖူမိုက ဒါ white 80ရောက်ချဲထုတ်ပြီးချဲထုတ်ထားတဲ့အနေထားမျိုးမှာဆိုရင် ampmo သွားကပ်ဖို့ကအရန်ဝေးသွားပြီးဒါဆန္ဒဘက်တွေအနေနဲ့အဲ့အချိန်မှာ united အနေနဲ့ကဘောလုံးရတာနဲ့ဒါ ampmo ရဲ့လမ်းကြောင်းတွေကိုပဲချတာဖြစ်တဲ့အတွက် ampmo ရဲ့ဒါ pace အမြန်နှုန်းနဲ့ဒါတူးချင်းဒါဆွမ်းဆောင်ရည်ကိုကျွန်တော်ဘလူးဟိုရှင်းပြကျွန်တော်ဆန္ဒပဲကစားသမားတွေကောင်းတိတိုင်အောင် block ကြီးကောင်းကောင်းကောင်းနေပါစေဒီလိုမျိုး speed မျိုး လူမျိုးဒါထိတ်တန်းဒါတိုက်စစ်ကစားမတအူးမျိုးကိုပြန်ပေးထားပြီဆိုရင်ဒါပြန်လိုက်ဖို့ဆိုတာတော်တော်လေးကိုမလွယ်တဲ့အနေအထားမျိုးဆိုတော့ဒီအနေအထားမှာကျွန်တော်တို့အနေနဲ့အံပုံမူအခွင့်အရေးအများကြီးပေးခဲ့ရတယ်ဒါအံပုံမူကမဟုတ်ဘူးတခြားဖူပတ်ချင်းဒါဘဲညာတောင်းမနှစ်ဖက်လုံးကိုကျွန်တော်တို့အနေနဲ့အခွင့်အရေးများစွာပေးခဲ့ရပြီးတော့အာတော်တော်လေးကိုဒါဂုံးပေးခဲ့ရတာပဲကျေးဇူးနေရမယ်ပြောရမယ်ဒါပေမဲ့အာတီတာအနေနဲ့ကဒီအားနည်းချက်တွေကိုဒါစောစောစီးစီးတိပြီးတော့ပဲနောက်ပွဲစဉ်တွေမှာပြန်ပြန်ဆင်ခဲ့ပြီးတော့နောက်ပိုင်းပွဲစဉ်တွေမှာတော့အလုံးဝနှီးပါကျွန်တော်တို့ဒါအားနည်း ဘယ်လိုပြောမလဲဟိုဒီလိုမျိုးအခွင့်အရေးမျိုးမပေးရတာတို့ရရဲ့ဒီတစ်ချက်ကိုတော့ဒါအာဒီတာကိုအတိအမှတ်ပြုချီးကျူးအောင်မယ်နောက်ထပ်ပြောချင်တဲ့တစ်ပွဲကတော့ကျွန်တော်ဒီရာဒီမှာအပေါင်းလက္ခဏာအဆန်ဆုံးနဲ့ကျွန်တော်ပရိသတ်တွေစိတ်အချမ်း100%ပါဒီပါဒါစိတ်အချမ်းသာဆုံးပွဲစဉ်ရတော့ဒါဒုတိယမြောက်ပွဲစဉ်ဖြစ်တဲ့လီယူနိုက်တက်ကိုဒါ9-0နဲ့နိုင်ခဲ့တဲ့ပွဲစဉ်လို့ပြောလို့ရမယ်။ဘာကြောင့်လဲဆိုရင်ဒီပွဲစဉ်မတိုင်ခင်တရက်နှစ်ရက်လိုမှာကျွန်တော်တို့အနေနဲ့အရန်လိုအနေခဲ့တဲ့ဒါတိုက်စစ်ကစားသမားနေရာအတွက် average SA ကိုခေါ်နိုင်ခဲ့ပြီးတော့ဒီပွဲစဉ် မစခင်မှာ average အခြေကတော့ average queen ကိုပထမဦးဆုံးအချိန်ဝင်ရောက်ပြီးတော့ပြည်သက်တွေကိုလိုက်လံနှုတ်ဆက်ခဲ့တယ်။ဒါတစ်ချက်စိတ်ဆန်းလာခဲ့။နောက်တစ်ခုကကြာရောကျွန်တော်တို့အနေနဲ့ဒီကျွန်တော်တို့ဒါ algorithm နဲ့ call ထားခဲ့တဲ့ဒါ number 6တိုက်စစ်ကစားသမား beta ugress အာဒီဝယ်မှုတွေခံရချင်းမှာ ugress အနေနဲ့သူရဲ့ solo thing ကိုတကိုးနဲ့အတူစုစုပေါင်း29 twin ယူပြီးတော့အာဝယ်မှုတွေကိုတန်တိတ်စေခဲ့တယ်။ပြည်သက်တွေအနေနဲ့တော်တော်လေးကိုဒါကျင်းနဲ့အားရခဲ့တဲ့ခြေစမ်းမျိုးကို ဒါသူပြပြသခဲ့ဆိုတဲ့အတွက်ကျွန်တော်လေးကိုကျွန်တော်ဂျင်းလိုက်ခဲ့ရတယ်ဒီပြင်အသင်းနေနေရတယ်ဒါကိုပြနိုင်ပွဲတစ်ခုကိုဖော်ဆောင်ပြီးတော့ဒါ energy boost လုပ်လိုက်နေနိုင်တဲ့ပွဲမျိုးဖြစ်တဲ့အတွက်ဒါအဖက်ဖက်ကနေကျွန်တော်အနေနဲ့ဘာမှပြောစရာမရှိဘဲနဲ့စိတ်ချမ်းသာစရာကောင်းတဲ့တပွဲမျိုးပွဲပွဲစဉ်မျိုးကျွန်တော်မြင်ခဲ့ရတယ်ဒါတစ်ချက်နောက်တစ်ပွဲကတော့ကျွန်တော်ဒီဘောအသင်းကိုဝမ်းစည်းနဲ့ရှုံးတဲ့ပွဲစဉ်ဒီပွဲစဉ်မှာကျွန်တော်ကဝမ်းစည်းနဲ့ရှုံးနေဆိုပေမဲ့ကျွန်တော်အဓိက highlight လုပ်ပြီးပြောချင်တာနှစ်ခုရှိတယ်ဒါကစားပုံတွေပါတယ်မပြောတော့ဘူး highlight လုပ်ပြီးပြောချင်တာက ဒီဆာလီဘာဒါ15မိနစ်နဲ့ဒန်ရန်ရောက်တဲ့အနေထားမှာဝင်လာပြီးတော့ဆာလီဘာနေရာဝင်ကစားတဲ့မော့စကိုရာနဲ့ဒါဒန်ရန်ကနေလို့မပါနိုင်တဲ့ဆာကာရဲ့နေရာမှာဝင်ကစားခဲ့တဲ့မာဒူအီခေတို့ရဲ့ဒါကစားမသစ်တွေကိုစမ်းဆောင်ကြီးကခြေစွမ်းကကျွန်တော်အာဆင်နယ်ပရိသတ်တွေကိုတော်တော်လေးကိုကျင်နေအားရစေခဲ့တာတော့အမှန်ပဲသူတို့ရဲ့ potential ဒီကိုကျွန်တော်မြင်ခဲ့ရဖြစ်တဲ့အတွက်ကျွန်တော်ဒီပွဲစဉ်မှာတော့ဒါအစိုးရရဲ့အကောင့်အနေနဲ့ဒီ Moscow နဲ့ Marukiro ရဲ့ခြေစွမ်းတွေကကျွန်တော်တို့အတွက်တော်တော်လေးကိုချင်းတဲ့ဆရာကောင်းခဲ့တယ်ဒါတစ်ချက်ဆိုတော့နောက်ထပ် ဒါပြောချင်တဲ့ပွဲကတော့ကျွန်တော်ဒီ Manchester City နဲ့1-1ပွဲစဉ်ကျွန်တော်ဒီပွဲစဉ်မှာဆိုရင်ကျွန်တော်အနေနဲ့ကဟိုနောက်ကျဒါခြေပါကိုကြောင့်မို့လို့ကျွန်တော်မရှုံးခဲ့ဘူးဆိုပေမဲ့ဒါပွဲစဉ်တစ်ချောင်းလုံးခြေစမ်းကိုကြည့်မယ်ဆိုရင် တော့တော်တော်လေးကိုအားရကျင်းနေစရာကောင်းတဲ့ခြေစမ်းမျိုးတော်တော်လေးဂုံယူစရာကောင်းတဲ့ခြေစမ်းမျိုးလို့ပြောလို့ရဘာကြောင့်လဲဆိုရင်အာပက်ဂွာဒီယိုလာလိုကင်နီးပြကင်တဲ့အသင်းမျိုးကိုကျွန်တော်အနေနဲ့ကတစ်ဖက်သက်ဖိအားပေးပြီးတော့ဒါဂွာဒီယိုလာအနေနဲ့ဟိုဘက်စကာပိတ်ပြီးကစားရတဲ့အထီကိုတော်တော်လေးအချိန်နေစိုးရွားသွားခဲ့တယ်အာဆင်နယ်ရဲ့ ဒါခြေစွမ်းကောင်းမှုနေမှုပါပေါ့နော်ဆိုတော့ကျတော့ဒီပွဲစဉ်မှာကျွန်တော်တော်တော်လေးအားရခဲ့တဲ့ခြေစွမ်းတွေ့ရတယ်အပွဲစဉ်မှာကျွန်တော်တို့ကဟို control လုပ်တာမဟုတ်ဘူးအရှင်ပြော control လုပ်တယ်ဆိုတာနဲ့ကျွန်တော် dominance လုပ်တာလုပ်တယ်ဆိုတာနဲ့ကွာရပြသည်လားဟို control လုပ်တယ်ဆိုတာကပွဲစဉ်ကိုထိန်းချုပ်တာလားကျွန်တော်တွေကကိုအသင်းကလည်းဒါကန်သွင်းခွင့်နေအခွင့်အရေးတွေရရင်မှရမယ်ဒါပေမဲ့တခြားအသင်းကိုလည်းအဲ့လိုမျိုးအခွင့်အရေးတွေမရအောင်ကိုက control လုပ်ထားနိုင်တာလို့ပြောပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီပွဲစဉ်မှာ control လုပ်တာနဲ့ပို့ပြီးတော့ dominance လုပ်ထားတာဒါပေမဲ့အသင်းကိုနှွမ်းမိုးထားတာကြီးစုထားတာ သူတို့ကိုကျွန်တော်တို့ကွန်ထရိုးလုပ်ထားတဲ့အပြင်ကိုသူတို့ကိုဒါဒဇန်ဆက်ဖိအားပေးပြီးတော့ကျွန်တော်တို့တွင်းကိုတွေရအောင်ကြိုးစားနေကြတာအခွင့်အရေးအများကြီးဖန်တီးနေကြတာဒီလိုမျိုးအာ vibe မျိုးဒီလိုမျိုးရတာမျိုးကျွန်တော်တို့ဒါမန်ချက်စတာစီးတီးတင်းကိုဒီဆယ်စုနှစ်လောက်အတွင်းမှာပထမဆုံးအကြိမ်လုံနိုင်ခဲ့ရတော့ကျွန်တော်တို့ခံစားမိတယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့အရင်နှစ်တွေကဟိုနိုင်တဲ့ပွဲတွေတည်ကြတဲ့ပွဲတွေရှိလာပြီးဆိုပေမဲ့ဒီလိုမျိုးကြီးတစ်ဖက်သက်ကြီးကျွန်တော်တို့ဒါကစားပွဲအပိုင်းအရာအတာစီးကစားတဲ့ပွဲမျိုးကျွန်တော်မမြင်ဘူးခဲ့သေးဘူးအထူးသဖြင့် ဒါပက်ကွာရီကိုလားရဲ့အသင်းမျိုးကိုဆိုကြဒီလိုမျိုးအနေထားမျိုးမှာအာဒီတာလုံးပြနိုင်နေတာကျွန်တော်တို့တော်တော်လေးကိုချီးကျူးမှုကောင်းတယ်ဒါ CD နဲ့ပွဲစဉ်မှာနောက်တစ်ပွဲကတော့ကျွန်တော်တို့ဒါ new concept တင်ကို1 2နဲ့နိုင်တဲ့ပွဲဆိုဒီပွဲစဉ်မှာအဓိကပြောချင်တာကကျွန်တော်ဒီရာဒီအာဆင်နယ်ရဲ့ပွဲတွေအကုန်ကြည့်တယ်ချန်ပီယံလိပွဲတွေလည်းကြည့်တယ် ဒါကာလင်ဖလားကာတာဘောင်ဖလားပွဲတွေလည်းကြည့်တယ်ဆိုတော့ဒီပွဲတွေအားလုံးနဲ့မှာပါကျွန်တော်အာဆင်နယ်အသင်းရဲ့တိုက်စစ်ကိုအားအရဆုံးခြေနဲ့ဆုံးပွဲလို့ပြောပါဆိုရင်ကျွန်တော်နေနယူကာဆယ်အသင်းနဲ့ကန်ခဲ့တဲ့ပထမပိုင်းခြေစွမ်းကိုပြောရလိမ့်မယ်အထူးသဖြင့်အတိအကျပြောရရင်ပထမပိုင်း35မိနစ်မတိုင်ခင်ခြေစွမ်းကိုပြောရမယ်ကျွန်တော်နေဒီပွဲစဉ်ရဲ့ပထမပိုင်း35မိနစ်မတိုင်ခင်ခြေစွမ်းကတိုက်စစ်ကပေါ့နော်တော်တော်လေးကိုကြောက်ရအောင်လားခွန်ရေးလည်းများတယ်ကျွန်တော်ရဲ့တိုက်စစ်ပုံဖွဲထားရတယ်ကြည့်လို့လည်းလှရတယ်ကောင်းလေးကောင်းတယ်ခြေဆက်တွေကလည်းမိတယ် ဟိုနောက်တန်းတဲ့ဂိုးစမားကောင်းနေရရဲကျွန်တော်ဂိုးကန်ခေနေရရဲကြောက်တာတွင်းဂိုးကြီးကျွန်တော်စောစီမရခဲ့တာဆိုတော့ဒီပွဲစဉ်ကိုကျွန်တော်ပရာပိတ်တဲ့နေနဲ့ဟိုတတိယရတယ်အချိန်ရတယ်ဆိုရင် ပြန်ကြည့်စီရင်တော်တော်လေးကိုကောင်းခဲ့တဲ့ဒါခြေစွမ်းမျိုးဒါနယူကာဆယ်တင်ကိုကန်းတဲ့အပွဲစဉ်မှာကျွန်တော်ဒါနီပုံနဲ့ဒါယူကွက်နဲ့တိုက်မိခဲ့တဲ့ဟာတွေပင်နယ်တီမရခဲ့တာလေဒါနယူကာဆယ်တင်ကအာစောစောစီဦးဆောင်ရသွားခဲ့တာလေကြောက်တာကျွန်တော်ထင်ထားခဲ့တဲ့အထင်နဲ့ဒါပြတဲ့ရဲ့ခြေစွမ်းနဲ့တလွဲဖြစ်ပြီးတော့နောက်ကနေဒါမနေ့ပြန်လိုက်ကစားခဲ့ရတကယ်တော့ အဲ့35မိနစ်မတိုင်ငယ်အထိခြေဆံကတော်လက်ဖြားခံစားကောင်းတဲ့ခြေဆံဟိုဒီဒီခြေဆံမျိုးကျွန်တော်ပြောချင်တာဟိုတခြားဘန်လီတို့ဒါလီတို့ဘာတို့ဟိုဒါဒီလိုမျိုးကန်နေရဆိုရင်ကျွန်တော်ကမပြောဘူးကွာဘာလို့အသင်းတွေကဒါပုံမှန်ဟိုကမှအားနည်းနေရဖြစ်တဲ့အတွက်ဒါနယူကာဆယ်လိုမျိုးဒီရာသီရဲ့ဒါကလင်းရှိဒါအာဆင်နယ်ပြင်ဒုတိယအများဆုံးအသင်းဖြစ်မယ်ထင်တယ်အဲ့လိုကလင်းရှိလည်းတော်တော်များတဲ့အသင်းမျိုးပြီးရင်တကယ်ကစားသမားကောင်းနေပေါ့နော်ခံစားကစားသမားကောင်းနေကိုင်းတဲ့ကစားသမားကောင်းနေကိုယ်စားသမားကောင်းနေရှိနေတဲ့အသင်းမျိုးကိုဒီလိုမျိုးတိုက်စီတစ်စက်တစ်စက် ျွန်တော်ပုံဖော်နိုင်ခဲ့တာကိုပဲကျွန်တော်တို့တော်တော်လေးကိုချစ်ကြည့်အောင်မယ်အထူးသဖြင့်ဒါအဝေးကွင်းပါပေါ့နော်တကယ်ဟိုဒါပိတ်သက်အားပေးမှုချမ်းတဲ့စင်ချင်းပက်ကလို့ကွင်းမျိုးမှာဒီလိုမျိုးလောက်ဆောင်နိုင်နေတာတော်တော်လေးလက်ဖြားပါအောင်ခါပူကောင်းတယ်ဒီဟာဒီဟာလေးရဲ့ကျွန်တော်သဘောကြအောင်ခိုက်တဲ့နေရာအိုက်ပွဲစဉ်ရဲ့ပထမပိုင်းမှာကျွန်တော်မြင်ခဲ့ရတယ်ဒါတစ်ချက်နောက်ထပ်တစ်ချက်ကတော့ကျွန်တော်တို့ဟိုစုစုပေါင်းဒီရာဒီမှာကျွန်တော်၈ပွဲနိုင်ထားပြီးပြီးပြီးများလိမ့်မယ်အဲ့၈ပွဲနိုင်ထားပြီးတဲ့အထက်မှာမှ၄ပွဲကဒီကျွန်တော် set piece goal only နဲ့ပဲနိုင်တာ တခြားခုမပါဘဲနဲ့လုံးဝ set piece ကနေလာတဲ့ဂိုးတွေပဲနိုင်တဲ့စုစုပေါင်း၄ခွေတည်းရှိတယ်။ဆိုတော့ကြောင့်၈ပွဲမှာ၄ပွဲဆိုတော့တဝက်ကြီးကကျွန်တော် set piece ကိုရင်နိုင်ခဲ့တော့တွေ့ရတယ်။အထူးသဖြင့်ဒါနံပါတ်၁ United နဲ့ပွဲစဉ်ဇီဝန်နဲ့နိုင်တဲ့ပွဲစဉ်မှာလည်း set piece ကိုအဲ့လိုပဲ Newcastle နဲ့1-2နဲ့နိုင်တဲ့ပွဲစဉ်မှာလည်းနှစ်ဂိုးလုံးက set piece ကိုအဲ့လိုပဲ Fulham team ကိုဇီဝန်နဲ့နိုင်တဲ့ပွဲစဉ်မှာဆိုရင်လည်းဒါ process ဒါ set piece ကိုပဲဘောင်းကံပေါ်ကနေမကာကြီးခေါင်းတိုက်ချတယ်။အဲ့ဒါကို process ကဒူးနဲ့အနီးကပိတ်တယ်။ set piece ကိုပဲအဲ့လိုပဲ နောက်ဆုံးဒါကျွန်တော်တို့ Crystal Bailey နဲ့ Everchi SC ရဲ့ twin ကိုကလည်း set piece ကနေကြလာတဲ့ကို Everchi SC ဒါမြင်မကြ body ကန်ကြတာဒါ set piece ပဲဆိုကြတော့ကျွန်တော်တို့ရဲ့ဒါ set piece FC လို့ခေါ်ရတော့အောင်ကျွန်တော်ရဲ့ set piece အကောင်မှုကိုမြင်ရတယ်ဒီ set piece ကနေကျွန်တော်တို့ဒါအမှတ်တွေတော်တော်လေးကိုကျွန်တော်တို့ဟာကြီးမားတဲ့ဒါအမှတ်တွေယူထားနိုင်တော့တွေ့ရတယ်ဒီရသည်90ရာခိုင်နှုန်းတော့နိုင်ပွဲတွေက set piece ကနေလာတဲ့နိုင်ပွဲတွေဖြစ်တယ်ဆိုတော့ကျွန်တော်ဒါထူးခြားမြင်ခဲ့ရတယ်နောက်တစ်ချက်ကတော့ဒါ Arsenal အသင်းရဲ့ ဒါ direct play ဒါ quick transition counter attack player တော်တော်လေးကိုအားကောင်းလာတာတွေ့ရတယ်ဒါကျွန်တော်တခြားဟိုအခွင့်အရေးတွေဖန်တီးတာတွေဒါဒီ big chance ဖန်တီးတာတွေကျွန်တော်မပြောတော့ဘူး golden နဲ့ hardy ပဲပြောမယ်ဆိုရင်ဟိုကျွန်တော်အနေနဲ့အထူးသဖြင့်နှစ်ဂိုးကိုပြောခြင်းတယ်ပထမတစ်ဂိုးကတော့ကျွန်တော်တို့ဒါ tough moment မှာကန်တဲ့ ban lee တဲ့ position မှာကန်တဲ့ဒုတိယအာဥဆောင်ကိုပေါ့နော်ဒါ dragonize ပြင်ခဲ့တဲ့ဒုတိယမြောက်ဥဆောင်ကိုအကြောင်းကိုပြောမယ်ဆိုရင် ban lee ကလက်ပြပေါ်ရတယ် arsenal ရဲ့ဒါအေဂျီယာရဲ့အချက်မှာ အဲ့ဒါကိုကိုင်းလောကလက်ပြပေါ်မြှောက်တယ်အာဆင်နယ်အေရီယာမြှောက်အေရီယာရန်နေမြှောက်တဲ့အနေထားမှာဂါဗီမဂါရီကရှင်းထုတ်လိုက်တယ်ဆိုတော့ရှင်းထုတ်ရတာဖြစ်တဲ့အတွက်ဒါကသူကပတ်စပေးတာမဟုတ်ရှင်းထုတ်တာဖြစ်တဲ့အတွက်သူထိရဲ့ထိချက်ကိုကျွန်တော်ထည့်မတွက်တော့ဘူးဆိုတော့အဲ့ဒီဂါဗီမဂါရီရှင်းထုတ်တဲ့အနေထားကိုစကာကယူကွက်ရှယ်လမ်းကြောင်းတွေကိုချတယ်ဆိုတော့ဒီကနေစပြတ်မယ်ဆိုရင်စကာတစ်ချက်ထိတယ်ယူကွက်လမ်းကြောင်းတွေကိုချတယ်ပြီးတော့ UQS ဘောလုံးရသားအချိန်မှာဆွဲပြင်းရင်းနဲ့ဒီ process ရဲ့ပြည်လမ်းကြောင်းတွေကိုချပြလိုက်တယ်နှစ်ချက်ရှိပြီ process ဘောလုံးရတဲ့အနေထားမှာအချိန်ကြီးရင်းနဲ့ ဒါ area တွေကိုလှန့်နေပေးလိုက်တယ်ဒါ generalize ခေါင်းတိုက်ပြီးတွန်းသွားတယ်ဆိုကြောင်ကိုယ့်ရဲ့ area တွေမှာရှိတဲ့ဘောလုံးကနေတွင်းကိုတစ်ခုအဖြစ်ပြောင်းလဲသွားဖို့ကျွန်တော်အနေနဲ့ထိချက်၄ချက်ပဲတို့ခဲ့တယ် block တောင်ကောင်းတဲ့ဒါကျွန်တော် counter attack လဲ quick transition လဲဆိုတာမြင်ရတယ်ဒီဘုံမှာအဲ့လိုပဲကျွန်တော်နောက်ဆုံးပွဲစဉ်ဖြစ်ခဲ့တာ center line နဲ့ဒါခြေပါဘုံမှာဆိုရင်လည်း center line ကဘေးကျတဲ့နေရဲ့အနေအထားကို generalize ကဝင်လူတယ်တစ်ချက်ဝင်လို့ပြီးတော့ဒါ average SC ကိုပေးလိုက်တဲ့တစ်ချက် average SC ကနေတန်းပြီးတော့ဒါကျွန်တော် Merino ပေးတယ် နောက်တစ်ချက်မယ်ရီနိုကနေဆာကာကိုပြလိုက်နောက်တစ်ချက်ဆာကာကနေကိုသွင်းသွား၄ချက်အဲ့လိုပဲကျွန်တော်ဆန်ဒါလန်ရနေတဲ့ဘောလုံးပန်ဆိုင်မှုအနေထားကနေပိုင်ပတ်တင်ရဲ့ဘောလုံးပန်ဆိုင်မှုအနေထားကနေကိုယ့်ရဲ့ twin go တကူအဖြစ်ကြောင်းလဲဖို့ကျွန်တော်အနေနဲ့စုစုပေါင်း၄ချက်ပဲတို့ခဲ့တယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီရနေမှာအဲ့လိုမျိုး၄-၅ချက်လောက်ဒီအနေထားမျိုးတွေနဲ့ဒါ twin go ရနိုင်တဲ့အနေထားထိ twin go တွေဖန်တီးနိုင်တာရော twin go တွေဖော်ဆောင်နိုင်အောင်အနေထားထိလုံနိုင်ခဲ့တဲ့ပွဲစဉ်တွေအခွင့်အရေးကျွန်တော်ဒီရဒီမှာမြန်မြန်ဆန်းဆန်းမြင်တွေ့ခဲ့ရအဲ့ဒါကြောင့်ဒါကြောင့်မို့လို့ Arsenal ရဲ့ဒီရဒီဒါ twin go တွေက ာတော်တော်လေးပုံစံမျိုးစုံဖြစ်လာတာတွေ့ရတယ်။ဟိုတွင်းကိုးတွေရဖို့လည်းအရင်ကြီးမခက်ခဲတာကိုတွေ့ရတယ်။ဟိုဘယ်လိုပြောမလဲဆိုတော့အရင်လိုမျိုးဒါတွင်းကိုးများတဲ့ပွဲဆိုရင်အရင်အိုင်နေပြီးတော့ညှို့လင်းချက်မရှိတော့နေဒါမဟုတ်ဘဲနဲ့အခွင့်အရေးမဖန်တီးနိုင်တဲ့အတိုင်းဒီမထင်မထားတဲ့အနေအထားလေးတစ်ခုကနေမထင်မထားတဲ့အခြေအနေမျိုးမှာဘယ်ချိန်မှဆိုတွင်းကိုးတကိုးဒါမြင်ရနိုင်တယ်ဆိုတဲ့ခံစားချက်မျိုးကျွန်တော်ရသေးတယ်ဒါတစ်ချက်ပေါ့နော်။နောက်တစ်ချက်ကတော့ဒါအာဆင်နယ်တင်းရဲ့တောင်းမဲ့နှစ်ဖက်ကစားမှုပေါ့ ။ဘာလို့လဲဆိုရင်ကျွန်တော်တို့ဒါဒီအာဆင်နယ်တင်းတောင်ပိုင်းနှစ်ဖက်ကစားမှုကတော်တော်လေးကွာတယ်။အပြိုင်ပွဲသင်းနေနဲ့လည်းထိန်းချုပ်ရတာကွာတယ်လို့ကျွန်တော်တို့အနေနဲ့လည်းဒါတိဆောက်ပုံညံကွာတယ်။ဥပမာပြောရမယ်ဆိုရင်စာကာနေနဲ့ဘောလုံးမရပြီဆိုရင် သူလောက်အောင်ပါကသူ AD အခုလက်ရှိစာကာလုံးနေတဲ့ပုံစံပေါ့နော်။ဘောလုံးရပြီဆိုတာနဲ့ AD ရတယ်ကိုဆွဲပြင်းပြေးတယ်။ဒါမှမဟုတ်ရင်ဘေးကိုထုတ်ပြီးတော့ဒါဒီ cross တင်တင်နေပေါ့နော်။ဟိုမြင်နေပြောချင်တာစာကာလုံးတဲ့အနေအထားမျိုးတွေက မြင်တယ်ကျွန်တော်ဒါမြင်မြန်ပြီးတယ်မြင်မြန်ပြီးတယ်မြင်မြန်တင်တယ်ဒီလိုမျိုးနေထားမျိုးဒါစာကာဘက်ကဒါထိုးဖောက်ပုံကဒီညတောင်မဲပေါ့နော်ဒါပေမဲ့ဘေးတောင်မဲထိုးဖောက်ပုံကကြာတော့ထောဆက်ထိုးဖောက်ပုံကကြာတော့အဲ့လိုမဟုတ်ဘူးထောဆက်ကကြာတော့ white area မှာ तू က isolated ဖြစ်နေတာတယောက်ခင်းနေတာသူ့ကိုဘောလုံးပေးလိုက်ပြီဆိုရင်သူ့နေနေရောက်ရောက်ဖို့လူကတိတ်မရှိဘူးဘောလဲဆိုရင်တော်တော်များများဒါညာဘက်ချမ်းမှာပဲအိုင်နာဖြစ်လို့လဲစာကနေရကြတော့လူတွေအများကြီးအုံနေတာဖြစ်တဲ့အတွက်ဘောလုံးရပြီဆိုရင်ကျွန်တော်အနေနဲ့ကဟိုဘောလုံးကိုကင်ဖို့အတွက်အချိန်မရှိဘူးအဲ့တော့ကျွန်တော်မြင်းမြန်ဆန်ဆန်လုပ်ရတယ် ဒါဆာကာဘက်ရဲ့ဒါထိုးဖောက်ပုံနဲ့ဒါထောဆက်ဘက်ကကြတော့လူသိမ့်မအိုင်နေတဲ့အတွက်ဘောလုံးရပြီဆိုရင်အချိန်အများကြီးရဒါကြောင့်ဆောဆက်နေဘောလုံးရပြီဆိုရင်အမြဲတလို့ကျွန်တော်နေနေသူအေးတာကိုတွေ့ရတယ်အေးစစ်စစ်ပဲဘောလုံးကိုကင်နေထိနေအနေထားကိုကြည့်တယ်ဒါသူဆွဲပြရမလားလင်ရမလားကြော်ဖျက်ရမလားဒါမှမဟုတ်လူပေးရမလားဒါမှမဟုတ်ဖြတ်တင်ပေါ်ပေးရမလားဒါမှမဟုတ်သူကိုယ်တိုင်ပဲအတွင်းချိုးဝင်ပြီးတော့ကန်ရမလားဆွဲအနေထားမျိုးဖြစ်တယ်ဆိုတော့ကျွန်တော်ရဲ့ဒါတောင်မန်နှစ်ဖက်ကစားပုံကဒီရာစီမှာတော်တော်လေးသေးသေးသာကွဲပြားတာကိုတွေ့ရတယ်ဒါရေပူအားဖြင့်ဆိုတော့ဒါအစာကဘက်ကလူများပြီးတော့ကျွန်တော်မြင်မြင်ဆန်ဆန်နဲ့ ထိုးပေါက်တယ်ထိုးဆက်ဘက်ကတော့လူနည်းနည်းလေးနဲ့ထိုးဆက်တယောက်ထဲကအခြေအနေမျိုးစုံကြည့်ပြီးတော့ထိုးပေါက်တော့ကျွန်တော်တွေ့ရတယ်ဆိုဒီနေရာမှာကျွန်တော်ဒါဒီဒန်ရနေရဲ့ကစားမိုင်ဖြစ်တဲ့ဒါမာတင်နီလီတို့မာတူအေခေတို့အကုန်ပြန်ဆောင်လာမယ်ဆိုရင်မမာတင်အိုဒီဂါတို့ပြန်ပြန်ဆောင်လာမယ်ဆိုရင်ရောဒါအာဆင်နယ်ရဲ့တောင်ပံကစားမောင်ဘလူကြီးဖြစ်လာမယ်တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်အထူးသဖြင့်ဒါမာတင်အိုဒီဂါကပြန်လာမယ်ဆိုရင်မာတင်အိုဒီဂါကကျွန်တော်တို့ကွင်းလင်နေရာကိုရောက်လာမယ်အာဆင်အေဗရီဂျီအဇီရဲ့နေရာကဘယ်ရောက်သွားမလဲကွင်းလင်မှာပဲနံပါတ်10နေရာမှာဆက်နေမလားဒါမှမဟုတ်ရင် ဒီဘယ်တော့မှမပြောင်းမလားဒါမျိုးတွေကျွန်တော်တို့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အနေအထားတွေကိုတွေးရတယ်အဒီပြင်အာဆင်နယ်တင်းရဲ့ဒါ flexible ဖြစ်တဲ့အာကစားပုံတွေလည်းတွေးရတော့ကျွန်တော်တွေးရတယ်ဆိုကြတော့ဒါကတော့ဒါလက်ရှိအာဆင်နယ်တင်းရဲ့ဒါပွဲစဉ်တစ်ကနေ၁၇ ठी အဲအခြေအနေအချင်းချုပ်လေးပေါ့နော်ဟိုတစ်ခုချိန်ထိတော့ဘာမှထွေထူးထူးဒါအာအာနေချက်ကြီးကြီးမားမားမြင်ရသေးဘူးဒါဒဏ်ရာပြဿနာတွေရှိနေသည့်တိုင်အောင်ကျွန်တော်အနေနဲ့ပြန်ပြီးအဒဏ်ရာပြဿနာတွေကိုမမြင်ရအောင်ဒါဖုံးခွပြေးနိုင်တဲ့ squad တမျိုးပိုင်ဆိုင်ထားတယ်ဒါဒီအတွက် လက်ရှိခြေစွမ်းအရအနေထားအရအခုဒီလူစင်းအရဆိုရင်အာဆင်နယ်အနေနဲ့ကဒီရာသီမှာတေချာပေါ့ဒါဒီပရီးမီးယားလိချန်ပီယံဘူဆွဲဖို့အတွက်အခွင့်အရေးအများဆုံးပန်ဆန်ထားတာကိုကျွန်တော်တွေ့ရတယ်ဒီဒီစီနီမှာဆိုအာတေချာပေါ့ရယူလို့မပြောလို့ပေါ့လဲဆိုရင်ပန်ပန်အသင်းဖြစ်တဲ့ဒါမန်စတာစီးအသင်းကလည်းအာဆင်နယ်နီးယူပဲအရင်ရန်ကိုအားကောင်းနေတဲ့အတွက်ကျွန်တော်တို့ကပြောလို့များတယ်ကိုအသင်းကိုတိုင်ကအာပရီးမီးယားလိချန်ပီယံဖြစ်ဖို့ထိုက်တန်ပြီလားဆိုရင်ထိုက်တန်ပြီလို့ပြောလို့ရတယ်ဒါပေမဲ့ ကိုအတင်းလိုပဲထိုက်တယ်နဲ့တင်းရတယ်တခြားတင်းလည်းရှိနေတယ်ဆိုတဲ့အတွက်ဒါကတော့ကျွန်တော်ပြောမပြောလို့သေးဘူးဒါပေမဲ့ဘာဖြစ်လို့ပြောအာဆင်နယ်တင်းရဒီရာဒီဟိုကစားပုံနေဒီရာဒီကျွန်တော်ရဲ့ဒါအမော့စပီယာအပြင်ကျွန်တော်ရဲ့ဒါ vibe တွေခန်းစားချက်တွေကအရင်ကစီနဲ့လုံးဝလုံးဝခြားနာတာကိုတွေ့ရတယ်တွင်းကိုတွေရဖို့ပူပြီးလွယ်ပူလာတယ်ဒါ right ဆန်လာတယ်ခံမင်းကခတ်လာတယ်ပြီးတော့ဖြိုခဲရခတ်လာတယ်ကိုအတင်းကိုဒါ ကိုခန့်ကိုကန့်တင်ကိုရဖို့မပြောနဲ့ကိုခန့်တင်ဖို့တောင်မှခက်လာရင်ရဖြစ်ရတဲ့အတွက်ကျွန်တော်အာဆင်နယ်တင်းရဲ့လက်ရှိအခြေအနေထိကတော့တော့ဟို10 out of 10 out ထိပြနိုင်ရမယ့်အနေအထားမျိုးထိလို့ကျွန်တော်သတ်မှတ်ပါတယ်။ဒါလက်ရှိအာဆင်နယ်တင်းရဲ့အနေအထားသုံးသပ်ပြီးတော့ဖြစ်ပါတယ်။ဒါအခြားပြည်သက်တွေလည်းတခြားအမြင်တွေရှိရင်ကိုမက်မောင်ဝင်းအောင်ဆွေးနွေးပြီးတော့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။